ို့ညာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခါဖပြပေးသွားမှာကတော့ဆိုင်ဆရာမချူရေးသားထားတဲ့နိုင်ငံ၏အခြားတစ်ဖက်အပိုင်း၁၁ပဲဖြစ်ပါရဲ့ရှင်။သူရှိမှာအယုတ်ကလေးတယုတ်လိုငိမ့်သက်စွာထိုင်နေသောနောင်သည်နုပြိုလန်းဆန်းစွာလှပ်ပါလျက်ရှိသည်။နောက်နေ့မတွေ့ရကြပြီ။ပြလဲတော်မြုံဝင်ကလေးများနဲ့မဆုံရကြပြီ။ သူနည်းမတွေ့ရသည့်ကာလအတွင်းနှောင်းသည်လောကကိုပုံမှန်အတိုင်းရင်ဆိုင်ချွတ်ဖြက်လျက်ရှိသည်ဘလောက်ချမ်းမှလဲနှောင်းနှောင်းကသူ့ကိုကြည်စင်သောမျက်ဝန်းကလေးများဖြင့်စိုက်ကြည့်သည်နှောင်းမှလည်းအလောက်ောက်ခွင့်ယူရမှာဆိုတော့မမေနေတလောက်ကြာကြာနေနိုင်မှာမဟုတ်ဘူးဆရာလင်းငါးရက်တော့ကြာမယ်ထင်တယ်ကိုယ်တော်ပြောရရင်တော့မွေးနေ့မတိုင်ခင်ခင်းမသွားအောင်ဆိုတဲ့အယူဆတွေကိုလက်မခံဘူး။၂၄နှစ်မြောက်မွေးနေ့ကိုနှောင်းပျော်ရွှင်ဆုံးဖြတ်တန်းရမှာကိုယ်တေချာသိရင်။ဒါပေမဲ့နှောင်းစိတ်ထဲမှာဘလို့ရှိတယ်လဲ။ ။နောင်ဤပန်းနုရောင်နီထွေးသားသောပားပြင်ကလေးနှစ်ဖက်ကိုသူတတိလက်လို့ငင်ကြည့်မိသည်။နောင်နည်းနည်းတော့လက်နေဆရာ။ဒါပေမဲ့ဘဘွားနှောင်းကိုတိတ်မြင်တွေ့ချင်နေ။သူခမရမြင်းနှစ်ယောက်မှာတယောက်ကနိုင်ငံခြားရောက်နေရောဒီမှာကျန်တဲ့မျိုးကိုမသိခင်တွေ့ချင်မှာပဲ။နောင်စိတ်ကောင်းဆရာ။ဘဘွားလာတဲ့အချိန်တွေတော့ရန်ကုန်ခဏခဏလာခဲ့တာ။အခုတို့အိပ်ရတဲ့လဲနေတဲ့ချိန်မှာနောက်ဆောင်ချိန်မှာနှောင်းတော့မတွင်သူအတိမ်မဖြောင်းပါမလားနောက်ပြီးတော့လေနှောင်းမှာကြံနေပေါ်မှာနောက်ထပ်မရပဲနေပါမလား ဒီကိစ္စမျိုးဒီတမန်အခြေအနေအတိုင်းသာဆိုရင်တော့ဘေးလူဝင်းပြီးဆုံးဖြတ်ပေးကြရမလို့တော့ကိစ္စမျိုးဖြစ်သည်။သို့တော့ယခုကိစ္စမှာတော့နှောင်းဤအသက်ရှင်မှုကိုတာဝန်ယူထားသောစိတ်ကိုဆရာဝန်တယောက်ဤအနေထားဖြစ်နေသည်။နှောင်းကိုလွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးလိုက်ခြင်းဤအကျိုးအဖြစ်ကိုသူစဉ်းစားရမည်။အချိန်တည်းမှာမင်းတမခင်ကျမအပေါ်နှောင်းကိုယ်တိုင်ယုံကြည်အောင်ခွန်အားဖြည့်ပေးဖို့လေတမတောင်းရင်ရှိနေပြန်သည်။နောက်မောင်လမြိုင်လိုက်သွားဖို့ဆရာစိတ်ချတယ်လားယင်နှမ်းလိုက်ရမလား သူအနှိုင်းငယ်စိတ်ကျဉ်ကျသွားသည်တာဝန်ယူမှုဟူသောစကားလုံးသည်သူ့အတွက်ကြီးလေးလာသောဝန်တော်ဝန်ပိုးကြီးဖြစ်နေသည်သို့တော်သူမိုင်မဲဖို့လိုအပ်ပြီးဆရာဆိတ်ချပါရဲနောင်နောင်ဘာမှမဖြစ်ဘူးဆိုဆရာယုံကြည်ရဲ့အကြောင်းမဲ့တသက်ဇွန့်ယုံတာမဟုတ်ဘူးယုံကြည်လောက်တဲ့အခြေအနေတွေဖြစ်အောင်နောင်ဖန်တီးပေးမယ်လို့ဆရာယုံတာပါလန်ခင်ကြီးမှာဆိတ်ချရဖို့ကနောင်အမြဲသတိရှိနေမှဖြစ်မယ်အဲဒါနောင်တောင်းဝင်ပဲနောင်ကမဝင်မရေပြုံးလိုက်တော့ခါထိုးအပြုံးကလေးကြောင့်ပင်သူနောင်ဤကံကြမ္မာကိုစိန်ခေါ်ဖြစ်ချင်လောက်ရင်းရင်လာသည် ။တနိုင်လေနှောင်းဝင်ခင်းစင်မှာနှောင်းကိုမျက်စိအောက်မှာအပြောင်းမခံပဲစောင့်ကြည့်တရိထားကိုညီလိုက်ခြင်းသည်။နှောင်းကိုလိုက်ပိုးပြီးနောက်တစ်ခါပြန်သွားကြည့်ခြင်းသည်။ဤကလေးမ၏စိတ်ငြိမ်းချမ်းမှုပျော်ရွှင်မှုရံဝတ်မှုအလုံးကိုသူပြပြန်ဖန်တီးပေးခြင်းသည်။နှောင်း၏သဘောတရားကိုရင်ဆိုင်နေစဉ်နှောင်းနားမှာအမြဲတမ်းမမမမက်ရက်လျက်တတိပေးတက်မှတ်ပေးနေခြင်းသည်။သို့တော်သူသည်နှောင်းဤရှာဝင်သားဖြစ်ပြီးနှောင်းဤချစ်သူလည်းမဟုတ်နှောင်းဤခင်မွန်းတယ်လည်းမဟုတ်ပါ ်ထို့အပြင်နောက်တစ်ပတ်ကြာရင်သူ့သမီးကိုခွဲစိတ်ကူတာကြတော့မည်မတေချာသောပူပင်မှုကိုမိပြောက်တွန်းဖယ်ထားဖို့ဖြစ်နိုင်တော့လေဒီဘက်မှာအတန့်အနေရဲ့အတွက်တေချာလုံးသောပူပင်မှုကိုသူရင်ဆိုင်ရအောင်မည်ဤကိစ္စတွင်နှစ်ခုမှတစ်ခုကိုရွေးချယ်ရမည်မဟုတ်ပဲနောက်ဘက်မှာတတိပေးဆောင်ရှောက်ခွင့်ကအလိုလိုပင်ကိမဲ့ပြီးသားဖြစ်နေသည်သူတွင်တစ်ခုတည်းသောအခွင့်အရေးမှာတင်းဤခွဲစိတ်အချိန်တွင်သူရှိနေရမည့်အဖြစ်မှန်ပင်ဖြစ်သည် လမ်းခင်းကြီးမှာအိပ်ပျော်မနေပဲအမြဲတည်းရှိမယ်ဆိုတာဆရာကိုဂရုပေးပါနော်ဟုတ်ကဲ့နောင်ဂရုပေးပါတယ်ဆရာတန်လွင်မြင့်ကိုဖြတ်ကိုးတဲ့အခါဇက်နဲ့ကိုကမှရေထဲပါတယ်ချေချော်ပြုတ်ကျသွားနိုင်တဲ့အဆုံးတွေမှာမနေစေနဲ့နော်နောင်ဟာခိခနဲ့ရေမောတော့တာသူ့မျက်နှာနှွေးကနေပူသွားသည်ဆရာလည်းနောင်ကလေးမှမဟုတ်တာဒါပေမဲ့နောင် ဘတ်ဆောင်တောင်းဆောင်ကနေကာကွယ်ရမယ်လေဆရာတို့နှစ်ယောက်လုံးရဲ့အောင်မြင်မှုအတွက်နှောင်းအဆဆရသတိထားနေဖို့လိုတယ်အနည်းဆိုတာအသေးဖွယ်ရလို့သတ်မှတ်ပြီးခက်ပေါ်ပေါ်နေလို့မမရပဲသတိရှိရလို့အတွက်ခဲကြီးသွားရင်လည်းလုံခြုံနေတတ်တယ်သတိမရှိရလို့အတွက်ကိုယ့်အိမ်မှာကိုနေရင်လည်းတရားရနိုင်တာပဲနောက်ကသူမရေရှိုင်းညီချဲသေးကိုဖြုတ်လိုက်ပြန်တက်လိုက်ဖြင့်အလုံးရှုံရင်မျက်နှာငုံကမသိမသာပြုံးနေသည် သူဤခေယူဆိုင်မှုပုံပွဲမှုအတွက်ကျင်းတဲ့နေတော်မျက်နှာကလေးကိုနှောင်းမထိန်ချုံနိုင်ပါအပြင်မှာနှောင်းတယောက်တည်းဆိုရင်လင်းနဲ့ပြန်ခဲ့မယ်မဟုတ်လားလင်းနဲ့ပြန်ခဲ့ဟုတ်ကဲ့ပါဆရာဒီမကောင်းဖျားနာဖြစ်မဲ့ကိစ္စတွေကိုနှောင်းအတက်နိုင်ဆုံးသတိထားစေခြင်းနဲ့ဥပမာရေချိုးမမဖို့အချိန်မတော်ခေါင်းမလျှော်မိစေဖို့အပုံငွေပေးတဲ့ကရိယာမရှိပဲရေကိုပြီးခေါင်းလျှော်ပြတာမျိုးမလုပ်နိုင်ကြလား ။နောက်ဤပြော့ဤနတ်မောင်သောစပင်များကပခုံးထီကုန်များတိုးနေတော်လဲသူစိတ်ပူမိသည်။နောက်ဤပန်းသွေးနှခမ်းများနှင့်ဝမ်မွတ်လန်းဆန်သောပားပြင်များကအနောက်ဤကျမ်းမာရေးကိုဖော်ပြနေသလိုရှိသည်။သူနည်းနည်းစိတ်သက်သာရာရကပြုံးလိုက်သည်။မလကာသီးတွေလည်းတိတ်ဆားမနေနဲ့အောင်မလကာစီးတွေပါရဲက အစာမကြေတော့အိုတက်ထဲရောက်သွားရင်အိုတက်ရောင်တက်တယ်။နှောင်းသိရမဟုတ်လား။နှောင်းသတိထားစားနော်။နှောင်းကသူ့ကိုမျက်စချီပြီးပြုံးသည်။ဆရာကလည်းရှိသမျှလူတွေအကုန်လုံးကမလကာသေးကိုအစ်စ်တွေပါဝါးစားနေကြ။အလိုသာဆိုရင်အားလုံးအိုတက်ရောင်ကုန်တော့မှာပေါ့။မဟုတ်သေးဘူးလေ။စွန်စားမှုတစ်ခုလုံးလိုက်မှထက်မလောက်တာပို့ပြီးအနေနဲ့กินတာပဲနော်။နှောင်းရဲ့ကင်ချမာကို ကိုရိုင်းယုံကြည်ဖို့ကိုရိုင်းသတိထားရှောင်ရမယ်။ နှောင်းဟာတုပ်ပုံပန်မှုကိုသဘောကျစွာငိမ့်မော်ပြုံးနေသည်။ခြံဝင်းထဲမှာတစ်ပင်တွေစိုက်ဖို့မြေဆွားဖို့စိတ်မကူးနဲ့အတမဆူးစေနဲ့။တံပြားတွေဝါးတွေမရှစေနဲ့။တခုခုအနာတရားဖြစ်ရင်လည်းအစည်းကမ်းသွားပြီးမိခိုင်ယောဂကာကွယ်ဆေးထိုးဖို့မမေ့နဲ့။အဲ့လိုထိုးရပြီဆိုရင်လည်းဆရာဝယ်ပေးထားတဲ့တခါတော့အချောင်းကလေးတွေယူသွား။နှောင်းမရှိမှရှိသေးလား။မရှိရင်ရှိပါသေးတယ်ဆရာ။နောက်တစ်ခါမှဆင်မထိုးရသေးဘူးလေ။နောက်ဖွားရင်မှဖုန်းရှိသလား။မရှိဘူးဆရာ။ဒါပေမဲ့အဖွားဟိုဘက်ခြံမှာရှိရယ်။အဲ့နံပါတ်ဆရာယူမလား။ ကောင်းသားမဲနှောင်းနှောင်းစီကိုဆရာဖုန်းဆက်ပြီးနောက်အတန်ကိုကြားရတဲ့အခါနှောင်းချက်မရဲ့အတွက်အခုထပ်ပို့ပြီးဆရာစိတ်ချနိုင်တာပေါ့နှောင်းဤအပြုံးသည်ကိုကန်ချမကိုယုံကြည်စိတ်ချသူဤအပြုံးမျိုးဖြစ်သည်နှောင်းရှိရာမော်လမြိုင်တို့သူဖုန်းဆက်တော်ညသည်သူခွဲစိတ်ကုသမှုအတွက်စိတ်ယုံမတမီညဖြစ်သည် သူဖုံးဆက်နေချိန်တွင်ဧကမ်းမှာဒီပလက်ကထိုင်တိုင်းဖြင့်စာအုပ်တအုပ်ဖလျက်ရှိသည်တကယ်တော့ဒီစာဖက်သည်ဆိုခြင်းထက်တီရစာအုပ်ကင်ထားပြီးသူကဘေးရဖက်ပြနေခြင်းဖြစ်သည်တီအမြင်များဝေဝါးနေပြီးစကလုံးများကိုမမြင်ရပဲဆူးရှာသောအလင်းတများသာမြင်နေရသည်စာတကြောင်ဖတ်ဖို့ထက်မြင်အောင်ကြည့်ဖို့ကိုပဲတွေ့ယူတွေ့ရန်ကြိုးစားနေရသည်ခွဲစိတ်ပညာစာအုပ်မှာအုံနောက်ကန်စာခွဲစိတ်ခြင်းကောင်းစဉ်ကိုတီဖတ်ဖို့ကြိုးစားနေသည် သူတောင်းစီတယ်လီဖုန်းဆက်သည့်ခဏတွင်တီကစာအုပ်ထဲမှခွဲစိတ်မှုဆိုင်ရာပုံများကိုငေ့ကြည့်နေသည်။နာကျင်မှုဝေဒနာလုံးဝခံစားရမှာမဟုတ်ကြောင်းသူမကြာခဏဖြစ်သိမ့်ပေးပြီးသားဖြစ်သည်။ဆရာနောက်ရင်ကြည်လင်သောအတန်ကလေးကိုကြားလိုက်ရချိန်မှာတော့မနှက်ဖြန်ရင်ဆိုင်ရမည့်သူ့ဇနီးအနေရကိုတခဏမေးလျော်ကစိတ်တင်းကြပ်မှုကိုပျောက်သွားသည်။အမှန်တိုင်းဝန်ခံရလျင်သူပျော်ရွှင်အပ်တတ်သွားပါသည်။နောက်နေကောင်းနေနော်။နေကောင်းပါရဲ့ဆရာ။ ောင်းဖွားဖွားရောဖွားဖွားကိုအတက်ခင်စီထိုးပေးထားရယ်ဆရာ6နာရီကြာတဲ့ချိန်စိတ်ထိုးပေးနေရတယ်ဖွားဖွားရဲ့နောက်ဆုံးချိန်ရောက်နေပြီနောက်ဤစကားတန်အနေငယ်တုံ့ဆုံသွားသည်မိမိနဲ့တဆိုင်သူများ၏နောက်ဆုံးအချိန်ကြောင့်ပြောရသည်ကိုဘယ်သူမှမဖြစ်ချင်ကြပါနောက်ကိုစကားပြောနိုင်ရဲ့လားဟုတ်ကဲ့စကားပြောလိုက်သတိလည်းပဲဖွားဖွားကနောက်ကိုတိတ်ချစ်တာဆရာ သူသိရှိရသူခဏအကဲခတ်ကြည့်လိုက်ပြီးစကားကိုထိမ့်ချုပ်ပြောလိုက်သည်ဖဖွားကိုဂိမ်းစိတ်ပါနောက်နောက်မှရှိတဲ့ခွန်အားတွေကိုဖဖွားကိုမျှဝေပေးလိုက်ပါဆရာဝန်တွေဘလို့ခတ်မှန်းထားတယ်လဲနောက်ဖြန်ညနေ၄နာရီနောက်ဆုံးပဲတဲ့နောက်အတန်တွင်ငိုတန်းဆွလာသည် နောင်သည်အဖွားအတွက်ချစ်ကဲမှုတွင်ဖခင်ကိုသတိရမှုပါဖြည့်ဆွတ်ခံစားနေရလိမ့်မည်ဟုသူထင်သည်။နောက်ဆုံးတော့အယားရာဟာပြီးဆုံးသွားမှာပဲနောင်ဆရာတို့အားလုံးမရှိရင်လည်းကဘာကြီးရရှိနေအောင်ပါပဲ။နောက်တက်ရှိတွေဖြစ်လာဖို့ဆရာတို့အားလုံးသိပေးရတယ်။ကဘာကြီးပေါ်မှာလူသားတွေဖြစ်ကြပြီးစားနေရကမရှာဖို့ပေါ့ကဘာစစ်ကြီးတွေဖြစ်ပေးနေရတယ်။ဒါတွေကဖြည့်ဖို့ဖြစ်စင်မှာနောင်ရဲ့နောင်တို့သိရတဲ့မနုဿဗေဒလိုပေါ့။တစ်ဖက်မှာနောင်ကတန်မကြရပါ။နောင်တိတ်တိတ်စိတ်ငိုကြွေးနေပြီလား။နောင်ငိုနေသလား။ ဟွန်းအွန်းဟွန်းအွန်းဟူသောစကားတန်သည်ရှိုက်တန်ပင်ဖြစ်နေသည် သူပင်တက်တစ်ချက်ရှိုက်လိုက်သည်နှောင်းမမေနဲ့မှပြန်လာတော့မယ်ဆရာလိတ်မကြာဆောက်ရတော့ဦးထင်တယ်နှောင်းတော့တမထူတော့ပါဘူးဆရာဘွားဘွားတွေ့ကျင်တဲ့အချိန်နှောင်းကိုတွေ့နိုင်ဖို့အချိန်ကာလတိတ်နေသွားပါပြီကောင်းပါပြီနှောင်းနှောင်းပါပဲလို့လို့နှောင်းချက်မကြီးကိုခေးဥဆိုင်ပါနှောင်းချင်းချက်မမနဲ့ဆရာစီပြန်လာမှာအောင်ဆရာချုံနေပါမယ်နောက်ပြန်လာရင်ဆရာတို့ဖះကိုတစ်ခါထပ်သွားကြမယ်နော် သူတယ်လီဖုန်းချလိုက်တော့အခါသူ့ကိုစိတ်ကြည်နေတော့သူ့ဇနီး၏မျက်လုံးများနှင့်ရင်ဆိုင်လိုက်ရသည်။သူတိထန်သူဖြင်းဖြင်းစွာရှောက်သွားလိုက်သည်။ဒေါက်တာမုံဆုံးကိုဝါနဲ့နှောင်းကိုလက်ထပ်ဖို့များစိတ်ကူးနေအဲ့ဒီဆုတ်အဲ့ဒီစိတ်ကူးကိုပယ်လိုက်တော့သူဇဝီဇဝါဖြစ်သွားသည်။ဘာလို့ရောသူရဲ့အော်မနေ့ပြန်တိအောင်နောက်ကိုခွဲစိတ်ကြလိမ့်မယ်ခွဲစိတ်မှုဟာ10နာရီပဲကြာကြာနာရီ20ပဲကြာကြာ နောက်တစ်ရက်မှာတော့တိကန်ဆိုင်ခင်ကြီးရှိတော့မှာမဟုတ်ဘူး။နေကောင်းသွားတော့မယ်။ဒီတိုင်းအောင်မြင်သွားရင်ဒီတတော်နဲ့တိမ်မှာမဟုတ်ဘူးဒေါက်တာ။မုံဆိုးဖို့ဖြစ်မှလက်ထပ်မယ်ဆိုရင်တော့ဒေါက်တာအရင်လွန်သွားလိမ့်မယ်။တခုလဲပိုးရနေတာလက်ထပ်ဖို့ကြိုးစား။သူ့ရင်တို့တည်ရောက်လာချိန်မှာစားရဲပထမဦးဆုံးချိန်သီဟာတစကားကိုသူသဘောကျစွာရေမောလိုက်ပါသည်။အုံနောက်ရောင်ရမ်းမှုရော့ကျစေသည့်ထိုးစေးစားစင်းများဖြင့်သိဝေဒနာများအနှိမ်ငယ်တသားလျက်ရှိသည်။အခါတိုင်းထက်လဲစိတ်ရှင်လန်းနေပုံရသည်။သူဝမ်းသာသွားသည်။ ဒေါက်တာလက်ထပ်ဖို့ပါခက်ခဲနေတယ်လေ။သိစီက question လက်မှတ်လိုသေးလို့လား။15နဲ့မပေါင်းရင်တရားဝင်ခွဲတယ်မဟုတ်ဘူးလား။ဒီတကယ်နားမလဲဆိုမေးတော့သူတိထံမှာမျက်နှာလွှဲလိုက်သည်။ဒီဖွင့်လန်းစားစားမျက်နှာတွင်အုံနောက်ခွဲစိတ်ပုံတစ်ပုံတစ်ခုရှိနေသည်။သူထိုတစ်ပုံကိုငင်းနေမိသည်။ဒီအထင်မှားနေတယ်ကိုနောက်ကိုလက်ထပ်ပါဦး။ဟမ်။ဒီစကားတွန့်ဆုတ်စွာညင်သက်သွားသည်။သူအခြေကိစ္စကိုသူထမိတ်ဖို့မကောင်းတော့ပါမိလည်းမမေ့တင်ချောင်းတည်တည်သည်သို့တော်မောင်က ်ပင်ကလထိုင်ပြီးရင်ရက်လျက်တလုံးချင်းဖြည့်ရှင်းပြပြသည်ဆရာဝန်တယောက်ရဲ့ကျင့်ဝတ်ကိုထိမ့်သိမ်းတယ်လို့ပြောချင်တာပါဒါပေမဲ့နှောင်းရဲ့ဘဝကိုမတိမ်မြုပ်စေချင်တာလည်းပါတယ်နှောင်းကတိတ်ထမြက်တယ်သည်စိတ်ကူဆရာဝန်တယောက်ရဲ့ဇနီးအဖြစ်မြောင်းဝတ်တရားနဲ့အညီပြုစုပြီးတမန်ရိုးချဘဝမျိုးနဲ့အချိန်ကုန်သွားဖို့တိတ်မြင့်နှမျောစရာကောင်းတဲ့သွက်လက်ထမြက်မှုမျိုးရှိတယ်အသိဉာဏ်လည်းတိတ်ကောင်းတယ်သူက ambitious လေးဖြစ်တယ်သူမှာတို့တက်ဖို့နည်းလမ်းတွေလည်းအများကြီးရှိတယ် သူ့ကိုကိုတက်ထိုင်ရင်သူ့ဘဝကိုကိုပွားတယ်နင်းမြုပ်လိုက်တယ်လို့ဖြစ်မယ်။ဒါမှမဟုတ်ဒီလိုနင်းမြုပ်ဖြစ်ဖို့တိတ်ကျိန်းနဲ့မျောလင်းနေရောဒေါက်တာသူ့ဘက်ကိုဒေါက်တာထပ်တွက်ဖို့ကောင်းတယ်။ဒေါက်တာတို့ယောက်ျားတွေကမိန်းမတွေကိုအသိစိတ်မပါတဲ့အယုတ်တွေလို့သဘောထားကြတယ်။မိန်းမတွေရဲ့ခံစားချက်ကိုဘတော်မှထပ်မတွက်ကြအောင်။ကိုယ့်အကူပြတနာရှာကိုယ့်အကူဆုံးဖြတ်ချက်ချမိန်းမတွေကဒီဆုံးဖြတ်ချက်ချဘလို့ခံစားရမလဲဆိုတာကိုထပ်မစင်စားအောင်။ထူးခြားလာတော့စကားကြောင့်သူသူ့ဇနီးကို အထိတ်တလန့်ငုံကြည့်လိုက်သည်သိမျက်လုံးများတွင်ဘာရင်ရောက်မှမရှိပါသည်သည်ဤစကားကိုသိအနေနှင့်ပြောခြင်းမဟုတ်ဘဲနှောင်းအနေနှင့်ပြောခြင်းဖြစ်သည်တကယ်တမ်းတော့သူနှင့်သည်အဖြစ်ပြက်တွင်ဆုံးဖြတ်ချက်ဆ ாய் ၍ချစ်ခဲ့သူဟာသည်သာဖြစ်သည်ဟုတ်ပြီလေဒါကိုကိုဝင်ခံပါတယ်ဒါပေမဲ့အကျိုးနဲ့အမျက်ကိုတွက်တဲ့အခါမှာတော့အကျိုးရဲ့ပမာဏနဲ့အပြစ်ရဲ့ပမာဏကိုနှိုင်းယှဉ်ရတာပဲမဟုတ်လားပမာဏနဲ့တဲ့ဘက်ကိုလှစ်လို့ရှိရမယ်လို့ကိုယုံကြည်ရသည်ညင်မလား ။သင်ရပလက်ကလထိုင်နောက်မိကိုခွန်အားမဲ့စွာမိလျော်ကမျက်စိမိလိုက်လေသည်။သင်မင်းကြီးမအောင်ဒေါက်တာဒေါက်တာဟာဘာပဲလုပ်လို့ဆောင်ဝင်ဘွားနဲ့ပြုတ်လုတဲဆိုတာကိုသိသိပါရဲ့။သူခဏတိတ်ဆိတ်သွားပြီးနောက်မချီပြောင်ပြောင်းလိုက်မိသည်။သင်ပြောမှုတဲ့စကားတစ်ခုကိုကိုပြန်ပြောချင်တယ်။ဒီဒီစကားကမမေ့သေးဘူးလို့လည်းထင်တယ်။တော့ကမှလို့နှစ်ယောက်ရဲ့ပြောရှင်မှုတဲ့ဘာမှအမြဲကြီးနေမှာလဲလို့ကိုမေးတော့ကသူဖြေခဲ့တဲ့စကားလေးသိမမိလား ။ဒီကမျက်လုံးဖွင့်ကြည့်သည်။ဒီနှက္ခမ်းမှာအနှင်းငယ်ပြုံးရောင်တန်းနေသောကြောင့်ဒီမမိသည်ဟုသူထင်သည်။ပျော်ရွှင်မှုထပ်ပေါ်ပြီးရေးကြည့်တာက တော့မင်းမြတ်မှုပဲတဲ့။အဲ့ဒီစကားကိုဒီကိုယ်တိုင်ပြောခဲ့တယ်။အဲ့ဒီစကားကိုသူပြောတော့ကလည်းကိုနားမလည်ခဲ့ဘူး။အခုကိုပြန်ပြောရမယ်အလှည့်ဖြစ်နေရံပြီ။လောကကြီးကမဆန်းအောင်လားသည်။တီတူကိုငေးမောနေခဲ့သည်။ဒါကတော့ဒါနှောင်းခင်စော်နဲ့အောင်စီနှောင်းဦးရဲ့ကိုကြီးကိုယ်တိုင်ပြဿနာအဖြစ်ပဲထားလိုက်ပါတော့။ဒါပေမဲ့ကိုရိုးနှစ်ယောက်ရဲ့အဖြစ်မှာလူတွေအများကြီးရှိသေးတယ်။ အဲ့ဒီအပြင်ဘက်ကလူသားတွေအနေနဲ့ကြည့်ပြန်တော့စိတ်ကူဆောင်ဝင်တယောက်အနေနဲ့သူ့လူနာတယောက်လက်ထက်တဲ့အဖြစ်ဟာလှပပေးမယ်မကောင်းမဖြစ်တဲ့ဟုတ်စန့်ကျင်ဘက်လင်းစိတ်ကူဆောင်ဝင်တယောက်စီစန့်ကျင်ဘက်လင်းလူနာတယောက်လာတဲ့အခါဆောင်ဝင်ပေါ်မှာလုံးဝယုံကြည်အားကိုးပို့လို့ရယ်စိတ်ကိုကူမယ်ဆောင်ဝင်ဟာကိုရန်ကဖြူစင်အဖြစ်ကင်းနေပို့ကောင်းတယ်တာမန်ဆောင်ဝင်နဲ့သူ့လူနာဆက်ဆံရေးဟာတာမန်ပဲတည်ရဲ့ဒါပေမဲ့စိတ်ကူဆောင်ဝင်နဲ့သူ့လူနာရဲ့ဆက်ဆံရေးကတော့တိတ်ရေးကြီးရဲ့ စိတ်ဝေဒနာတဲ့တယောက်သူ့ဆရာဝန်ကိုယုံကြည်ကိုးစားဖို့တိတ်ကိုအရေးကြီးပါတယ်။စိတ်ကိုဆရာဝန်အပေါ်လုံးဝစိတ်ချဖို့ပိုးပြီးလိုအပ်တယ်။လူနာရှင်တွေကိုယ်တိုင်ကသူတို့လူနာကိုစန့်ကျင်ဘက်လိန်ဆရာဝန်ရဲ့လက်ထဲကိုယုံကြည်စိတ်ချစွာအနိုင်ရဖို့လိုအပ်တယ်။ဒီနားလေပါသည်။သို့တော်နည်းနည်းတော့ဝေဖန်ဆရာရှိသေးသည်။သူ့ကိုဝေဖန်ရမှာအတင်းနဲ့အာနာလေးသို့တော်သူတိထားတဲ့အချက်အလက်များရှိနေသေးသည်ဒါပေမဲ့ဒေါက်တာတင်းနဲ့ပြောပြရစီအောင် လူမှုကိစ္စတော်တော်များများနဲ့ကင်းကွာနေရကြပေမဲ့ဒီအတွေးဟာမင်းကလေးတွေကိုကိုစားပြုလိုက်အောင်မယ်လို့ထင်ပါရဲ့ဒေါက်တာသူ့ကိုကုခဲ့တာဘလောက်ကြာပြီလဲနှစ်နှစ်နီးပါကုလိုက်ပြက်လိုက်ပဲအခုတော့သူကုလုံနာမဟုတ်တော့တာတနေ့လောက်ရှိပြီပြီးတော့ဒီတနေ့လုံးမှာလူနာဆရာဝန်ဆက်ဆံရေးတဲ့တာမန်မိတ်ဆွေဆက်ဆံရေးပဲရှိခဲ့တယ်ပေါ့နော်သူခနာတွေ့ဝေးပြီးကောင်းကြီးသည်တာမန်မိတ်ဆွေဆက်ဆက်ရေးထက်ပုံမယောင်ယောင်ရှိခဲ့တယ် ဒေါက်တာတို့နှစ်ယောက်တွဲတော့တွဲလာလောက်တဲ့အခါပဝင်းချင်းကဒေါက်တာတို့နှစ်ယောက်ကိုတာမန်မိတ်ဆွေလို့ထင်နိုင်ပါမလားသူမဖြေပါသူ့အိမ်ဝင်းချင်းကိုဒေါက်တာတောက်ဘူးတယ်ဖះတူတောက်ဘူးတယ်ဇင်းတူတောက်ဘူးတယ်အချင်းရေအတွက်တိတ်နေနေရင်တောင်မှဆရာဝန်နဲ့လူနာဟာဘရောမအဲ့လိုမတွဲဘူးဆိုတာဒေါက်တာသိပါတယ်ဒါပေမဲ့ကိုရုအလွန်ရိုးသားတန့်စင်ခဲ့ပါရဲ့တင်စကားလည်းမကြုံခဲ့ပါဘူးအမူအရာလည်းဘာမှကြော်ခဲ့ဘူးလက်ဖြားချင်းတောင်မထိခဲ့ကြဘူးဒီမအောင်ယုံကြည်စိတ်ချပါသည် မောင်ဒီကာမပိုင်ဇနီးကိုသာကိုကာယခံစားမှုကြောင့်ဆွဲဆောင်ညွှန်ယူမီလူနာတယောက်ပေါ်မှာတော့ဘယ်နည်းနဲ့မှအခွင့်အရေးမယူနိုင်ပါထောက်တင်နားလေပါရဲ့ဒေါက်တာဒေါက်တာတို့ရဲ့ဖြူစင်တန်ရှင်းမှုကိုဒေါက်တာတို့နှစ်ယောက်အတိဆုံးပဲပေါ့ဒါပေမဲ့စိတ်ရောဂါကိုဆရာဝန်တယောက်ရဲ့သူ့လူနာရဲ့ဆက်ဆံရေးကိုဒီနှစ်ယောက်တိနေုံနဲ့မပြီးသေးဘူးဒေါက်တာရဲ့ဖြူစင်တန်ရှင်းတာကိုဘေးပတ်ဝန်းကျင်အားလုံးသိဖို့လိုအပ်တယ်နှစ်ယောက်သိဖို့ထက်ပတ်ဝန်းကျင်သိဖို့လိုနေရင် အခုခုနေဆိုင်ဒေါက်တာလူနာတွေနောက်ထပ်ခုလာမယ့်လူနာတွေမြန်မာနိုင်ငံကစိတ်ဝေဒနာတွေတွေအားလုံးသိဖို့ပုံရင်းကြီးရယ်သူတိကိုမျက်နှာချင်းဆိုင်ငုံရအကြာကြီးကြည့်နေသည်သင်ကိုကိုဘာပြောချင်တာလဲဒေါက်တာနားကိုလက်မထပ်ပဲထားရင်မင်းကလေးတယောက်အနေနဲ့ပိုပြီးနေနာတယ်လို့သိချင်တယ်။ဒါမင်းကလေးတွေဘက်ကတွေးကြည့်တာပါ။သူငိုင်းချသွားသည်။ပဝင်းချင်းကနားကိုဘလိုမျိုးလုံးမျိုးနဲ့ကြည့်ကြမလဲ။ဒေါက်တာတွဲယုံတွဲပြီးလက်မထပ်ပဲထားရခဲ့တဲ့မင်းကလေးတယောက်အဖြစ်မြင်လိုက်မယ်ဒေါက်တာ။ဒေါက်တာလက်ဖျားနေတာကိုမထိခဲ့တာကိုပဝင်းချင်းမသိဘူးဒေါက်တာ။ ဆရာဝန်ကျင့်ဝန်ကြောင်းဆိုတာပဝင်းကျင်ရင်သိမှလည်းမဟုတ်ဘူးဒေါက်တာကိုကြည့်ရင်မျက်လုံးတွေထဲမှာလည်းဒီဆရာဝန်ဟာသူ့လူနာကိုလက်မထက်ရက်လို့ဆရာဝန်ကျင့်ဝန်ကိုထိန်းချုပ်တဲ့အကြံနဲ့လူနာတွေကိုအားကိုးစိတ်ကိုငဲလို့လို့မြင်မှာမဟုတ်ဘူးလူနာတယောက်ကိုအခွင့်အရေးယူပြီးတွဲခဲ့တဲ့တော့ပါပြီတင်ဒီလောက်ဆိုရင်ကိုယ်သဘောပေါက်ပါပြီကျေးဇူးပြုပြီးတော့သိရင်သာမှဖြုံးခနဲခွာကဝရဏဘတ်တို့ထွက်သွားသောအခါသူ့ကိုဒီခဏစိုက်ကြည့်နေပြီးနောက်ဒီမျက်စိမိတ်လိုက်ပြီးသိမှားသွားသလား ဤစကားမျိုးသည်ပြောတင်ပါသလားစနီးဟောင်းတယောက်အနေနဲ့ပြောခွင့်ရှိပါရဲ့လားမိမိဘဝ၏လွတ်မြောက်မှုကိုရှာဖွေနေသူတယောက်အနေဖြင့်ဤစကားမျိုးပြောတင်ပါသလားသူဆုံးဖြတ်ရခတ်သွားအောင်ဒီလိုလိုက်မိပြီးသင်သည်လွန်ခဲ့သောနှစ်ပေါင်းများစွာကလေးကလည်းသူဆုံးဖြတ်ရခတ်အောင်ဒီလိုဖူးခဲ့ပါသည်ဒီနေ့မှကွဲကွာဖို့ဒီကားစရည်အကြံပေးခဲ့သည်ထိုစကားကိုကြားတော့မမယုံကြည်နိုင်စွာကြောက်ကြည့်နေခဲ့သည်ဒီနေ့မှကွာရမယ်ဟုတ်လား ဘလောက်တိုက်ပင်မရှိတဲ့စကားလဲမောင်မျက်နှာမှာတဖြည်းဖြည်းဒေါသရိပ်ဖြင့်တင်လာသည်ဒီမောင်ကိုအရှုံးမပေးဘဲမောင်မျက်နှာကိုစိတ်စိတ်ကြည့်၍တိုက်တွန်းခဲ့သည်တည်နေခြင်းနဲ့ဘဝနဲ့မောင်နေခြင်းနဲ့ဘဝနဲ့မတူ မောင်ကိုလိုစင်နာရီကိုတိမဖြစ်ဆွမ်းနိုင်အောင်ဒါပေမဲ့ဒီမောင်ကိုချစ်တယ်မဟုတ်လားဒီတစ်ခုပဲရှိပါ မောင်ကိုချစ်တယ်မဟုတ်လားတည်မြဲရွတ်တွေကြကအန်ချိန်နေခဲ့သည်သူကဒေါသမျက်နှာမှခြေကွဲမျက်နှာအဖြစ်တဖြည်းဖြည်းပြောင်းသွားသည် မောင်သိစီရာအသိမပေးနိုင်တာတွေမတောင်းတော့ပါဘူးမောင်နာမှာလက်တွဲပြီးမောင်နဲ့အတူလောကအောင်ရင်ဆိုင်မယ်ဆိုရင်မောင်ချိနဲ့မှာပါဒီမပါပဲမောင်ဘဝမှာမောင်ဘလို့ပြောရှင်းနိုင်တော့မှာလေပြောပါအောင်တည်ရဲ့မောင်မပါဘဲနဲ့တိဘဝဘလို့လုပ်ပြီးငင်းချမ်းနိုင်ပါမလဲစဉ်းစားပါအောင်အိမ်တော်ကြီးဟာကလေးစားစရာလို့ခုထလို့ခုဖြတ်ဖြတ်လို့မရဘူးတင်ခေါမှာစားပြီးသင်ခံနေခဲ့သည်မောင်နဲ့အတူနေတာတိမပြောဘူးလား အတိကကြတော့အချက်ကိုမောင်ကထောက်ရင်မေးလိုက်တော့ခါတီတုံလှုပ်သွားသည် မောင်နဲ့တူနေရတာသိပြောပါသည်သို့တော်တီကြောက်သည်ဘဝတန်တရားကိုလည်းတီကြောက်သည်ဤဘဝ၏ဆင်းရဲဒုက္ခများကိုလည်းတီကြောက်သည် အကြောက်ဆုံးမှာမောင်အချစ်ဖြစ်သည် မောင်အချစ်ကိုတီလေးတီလျှောက်ရမည်လည်းခက်ခဲမှုသိနာလဲလေဖြစ်သည်တီကိုယူမိတော့ကြောင့်မောင်စိတ်ဆင်းရဲဒုက္ခရောက်ရတာကိုမြင်ရပြန်တော့တင်းဤတရားဓမ္မများကို အပြည့်အပိုင်စွန့်ပြီးမောင်ကို မယောင်းဝတ်တရားနှင့်အညီပြုစုဆောင်ရှောက်ကအိမ်တော်ရဲ့ဒုက္ခအိမ်တော်ရဲ့ဒုက္ခများရင်ရဲဝင့်စွာ နှိမ့်မြုပ်စသိမ့်လိုက်ရတော့မလားဟုလူဝေရပြန်သည်ထို့သောပြောရမပြောဘူးဆိုတဲ့ပြဿနာကိုဒီချိန်မှာပြောဖို့မလိုတော့ဘူးလို့ဒီချိန်နဲ့လေဘာကွာသူတော်သားဖြင့်မျက်နှာနီးရဲသွားသည်ကိုရိုနှစ်ယောက်ရဲ့ပျော်ရှင်မှုကိုကိုပြောဖို့မလိုဘူးဟုတ်လားလောကမှာပျော်ရှင်မှုကတိတ်အဓိကမကြပါဘူးမောင်သူပြုံးကနေရေမောလိုက်တော့မလို့ဖြစ်သွားပြီးမ ညနာချက်ချင်းတင်းမာသွားပြန်သည်ကိုရိုနာရဲ့ပျော်ရွှင်မှုထွက်အရေးကြီးတာဘာများရှိသေးလို့လဲသည်ရှိတာမို့ပါမြင့်မြတ်မှုလေလူငိုင်းကြသွားသည်စပိန်နေကြတဲ့လက်ချောင်းများထိုးသွင်းဖွာကခေါင်းငိတ်ဆိုင်ကြသွားသောမောင်ကိုသင်ငင်းမောကအန်တင်းတင်းကြိတ်ထားလိုက်မိသည်မိနစ်ပေါင်းများစွာညှိတက်နေပြီးနောက်တော်တော်ကြာတော့မောင်ခေါင်းမောလာကသူ့ကိုကြည့်သည်ဒါဖြင့်ဒီပါလို့မောင်ကိုလည်းထိုက်ခဲ့သေးရလေ ထိုစကားနှင့်တိကိုအရှက်ရစေဆုံးသောစကားဖြစ်သည်တိမခံနိုင်သုံးသောစကားလည်းဖြစ်သည်နကိုအနာပေါ်ရက်ဆက်စွာကြလာသည့်တုံချက်လိုပင်နှင့်ခနဲဆူရှနာကျင်စိတ်ဖြင့်တင်းနောင်ထများအကြ၌တင်းငိမ်သက်စွာနှမြုံနေတော်သည်သူကရောသားတချီတက်တခတ်ခောက်လျက်သိပခုံးကိုဆွေရန်လှောက်ခါပြစ်လိုက်သည်တင်းမင်းဟာကိုယ့်ကိုဆင်းရဲဒုက္ခခံစားစေဖို့တတ်တတ်လူဖြစ်လာလား ထိုစကားကြောင့်သည်စိတ်ဆင်းရဲကြီးစွာငိုချလိုက်သည်။သင်ငိုတော့မောင်အားဒေါသကိုချုပ်တီးကာထထသွားသည်။ရပောင်များစွာသင်ကိုနိုင်ကြီးသွားသောမောင်သည်သင်အနာမကပ်ဖဲခဝဝင်းနေကိုကြိုးစားခဲ့သည်။သင်ညစဉ်ဖျားရှိခိုးပရိတ်ရွတ်နေသည်ကိုအေကန်ပလက်ကလထိုင်မှထိုင်ရင်းခက်ဆင်းဆင်းလန့်ကြည့်နေတတ်သည်။မောင်ကြီးများသည်စိတ်ငါသလိုသင်ရောဟန်လေးအပြည့်မောင်ကြီးနေမှန်သိသိချင်းနှင့်ဥပိ္ပခာပြပါသည်မှာအလွန်ခက်ခဲလာသည်။ ထိုရံများသည်ပြီးတော့နှစ်ယောက်လုံးအတွက် စိတ်ချင်းချက်မှုများဖြင့်ပြေရှိုင်းနေတော့သည်ထမင်းစပွဲမှဝင်ထိုင်လျင်မောင်ကအသင့်ကိုဟိလေရှိသည်ပဲစီပြန်ငရုတ်တီးစားထောင်းစုပုံရွယ်ဟင်းကျုံอืมဒီနေ့လဲမောင်ကုတော်ရင်အများကြီးရလိုက်ပြန်ပြီပေါ့နော်ဒါပေမဲ့ဒီတီချိုချက်တဲ့ရေထဲမှာညစီနေမမြင်ရတဲ့အသက်ရှိသတ္တဝါလေးတွေကဘလောက်ပါမလဲစဉ်းစားမိလားဟရီမဆန်တဲ့အဆန်ပိုးလေးတကောင်တင်းနေချပြီတနာပါရယ်နော်တင်းမောင်ပါဆက်တယ်ထမင်းနဲ့ရောပြီးဝင်သွားရင်မောင်ငယ်ကြီးရောက်မှာပဲ ်ထိုအခါတီယာမောင်ကိုအန်ဂျိတ်ကြည့်ရင်ငြိမ်သက်နေခဲ့သည်မောင်အသက်လုံးမစားနိုင်ရင်တီယာဟင်းသက်သက်စားပါမယ်မောင်အတွက်ထမင်းချမ်းမဲ့လို့တယောက်လောက်ရှာရအောင်ဒီအတန်းငါးရီမကင်ချင်းအော်ဟိုကလေးမလေးဆိုရင်တော့အဆင်ပြေမယ်ဒီတိုင်းအေးအေးဖြင့်တင်ပြလာသောပြဿနာကိုမောင်ကပြပြတတမြင်သည်။မောင်တင်နေပဲအတူရှားမယ်။တီရှားနဲ့ရှားရင်မောင်လဲရှားနဲ့ပဲရှားမယ်။ဒီချက်ကြီးရဲ့ဟင်းနဲ့ပဲမောင်ရှားခြင်းနဲ့ဘယ်ထမင်းချမ်းမမလို့လင်မယားဆိုတာတယောက်ပို့တယောက်ကမျှယူ။တယောက်ရဲ့ပျော်ရှင်မှုကိုတယောက်ကမျှယူရမှာပေါ့ အခုတရားမောင်းကိုကိုတို့ရေမြပေးနေတာပဲမောင်သားတို့ခေါ်မှာပေါ့ဟိမန်တီတီမောင်စကားများကိုနာလိုခန့်ခက်အမြင်နားထောင်ခဲ့ရတိုင်းတိကိုတီတာနာကြီးဒေါ်တာဖြစ်ခဲ့ရသည်ငါဘာလို့မောင်ကိုလက်ထက်ခဲ့မိပါလဲဒီလိုကိစ္စမျိုးတွေကြုံတွေ့ဖို့အသိစိတ်တွေပြောင်းလဲလာလိမ့်မည်ဟုသူဘယ်တော့မှမမသိခဲ့ပါတီယာမောင်ရဲ့ပါမီဖြစ်ပဲအစ်စ်ပဲတီရဲ့မောင်ရဲ့တိခန့်နိုင်စွမ်းခန့်ဒီပါမီတွေကိုအစမ်းတက်ဖြစ်ဆက်ပေးတဲ့ပါမီဖြစ်ပဲကလေး ။နာကြီးသောမောင်ပြုံးကချွန်ထက်တော်လက်နဲ့တပွဲသိရင်တို့ဆူဆူရှာရှာအထိုးနဲ့နေသေးသည်။အဆာဆာရရအသိမတူသောဘဝမျိုးလိုချင်တာမရတတ်သောဘဝမျိုးဖြင့်မောင်ဘလောက်သိအပေါ်သိင်းခံနိုင်မည်နည်း။တီးရအာယမစရိယာရှောင်ကျင်ဖို့စိတ်ဆန္ဒရှိရဲဆိုတော့တော်တာပေါ့နော်တီးမောင်တို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားတော်တိတ်တထမင်းသားဘုရားမှာ29နှစ်အထိ လောကီကာမဂုဏ်စည်းစိမ်ကိုဖတ်တွင်နေကြတာတတယောက်ရတဲ့အထိရတော်တရားပေါ်အိမ်နောက်တောင်ဝင်ကြည့်ကြတာ323နှစ်နဲ့အာဇမဆရိယာရှောင်းကျင်စိတ်ရှိနေတယ်ဆိုတော့မောင်သာတို့ခေါ်ပါတယ် ။နာကြည့်သောမောင်တေရောစကားများကြောင့်မောင်ကိုမကြည့်ပဲမျက်လာချထားခဲ့သည်။သီတို့နှစ်ယောက်၏နောက်ဆုံးအချိန်တွင်တိမ်မွေးစွာချင်ကပ်ရောက်ရှိလာခဲ့သည်။လင်မယားနှစ်ယောက်တယောက်ကိုတယောက်မုံတိမှုမရှိဘဲကွဲကြသောအိမ်တော်ရင်းမျိုးဖြစ်သည်။မောင်ရန်ကုန်ပြောင်းလာသောအခါတိလိုက်မသွားဘဲချန်နေခဲ့ခြင်းဖြင့်အပြီးအပိုင်နားလည်စွာကွဲခဲ့ကြသောအိမ်တော်ရင်းဖြစ်သည်။နောက်ဆုံးအချိန်အထိအတီကိုမောင်တောင်းမှန်ခဲ့သည်။သီမောင်ပါမနေလို့လဲ။သီရင်နဲ့နာကျင်စွာပြောရင်မောင်ကိုနှင့်သိမ့်ခဲ့သည်။ อืมตีมาซ้อราบาမောင်နှင်အပေးအပိုင်ခွဲခွာရင်ဆုံးဖြတ်ပြီးနောက်မောင်ရန်ကုန်ပြောင်းသောအခါမောင်အောင်ဘုရားအထည်တည်လိုက်ပို့ခဲ့သည်ယထာထွက်ခန့်ပြီးတော့တိကိုနှုတ်ဆက်သည့်မောင်အတန်များ၆သိန်းတုံးဆောင်နေခဲ့သည်မောင်သွားတော့မယ်ဒီလိုရာရှိရင်အမနာနဲ့မောင်စီကိုဆွတ်သွဲလိုက်နော်ဒီကျမရဲ့ကိုကြည့်ဆိုင်ကြလားပြပါပဲလုံးလုံးအောင်မြင်ပါစေလို့မောင်ဆုတောင်းပေးပါတယ် ပြောရင်ပြောရင်သူ့အတန်များတဝင်ကဖြုံးကနေမောင်မျက်နှာလွှဲပြလိုက်လေသည်။မောင်မြင့်ရေတစုံတစားသည်သိရင်တည်းသို့နှံဆိုင်စွာထိုးဖောက်ဝင်ရောက်သွားသည်။တလားလောက်သည်စိတ်လေလွင့်ရေးအချိန်ရခဲ့သည်။သူကတော့ကိုယ့်ကိုဘလို့မြင်သလဲ။ရုတ်တရက်သူကဝရဏာမှလှမ်းပြီးတော့သူ့သူ့ကိုလှမ်းကြည့်သည်။စိတ်ထုတ်ထင်းနေသောသူမျက်နှာမှာအမောင်တစ်ဝက်အလင်းတစ်ဝက်ဖြင့်မှုန်မိုင်းနေသည်။ဘာလို့ပြောရလဲ။ဆော့ဆော့အတီတို့ဘာကောင်းစင်ပြောခင်ချာမမမမ်းပြီးတော့ပါ။ နောက်နေပတ်သက်လို့လေဒီသူမျက်လုံးထဲသို့ဆိုက်ကြည့်တော့သူကအတိကိုဆူဆိုင်စွာပြန်ကြည့်နေသည်ကိုနှောင်းကိုကြောက်ရရအောင်ကြံတဲလို့များအိုးဒီမထင်ပါဘူးဒေါက်တာဒီနားလည်နိုင်ပါတယ်မဟုတ်ဘူးနှောင်းကအဲ့လိုထင်သွားနိုင်သလားလို့ဒီပင်သက်တစ်ချက်ရှိုက်ကထိုင်ရမှခင်းခင်းစွာအာယူထားရလိုက်သည်သူဒီလောက်အမြင်တိမ်မဲမထင်ပါဘူးဒေါက်တာတိတ်ဆိတ်သောညလေးတွင်ဆရာဝန်နှင့်သူစနီးတဲ့တယောက်ကိုတယောက်ညီသက်စွာငေးကြည့်နေသည် ်သူတို့နှစ်ယောက်လုံးရဲ့အတွင်းများမှာအမျိုးအစားကွဲပြားတော့လဲသူတို့တွင်နေကြသည်မှာနောင်အကြောင်းပင်ဖြစ်သည် အခုဖျက်ပြပေးခဲ့တာကတော့အဆိုင်ဆက်မှာကျွန်ရေးသားထားတယ်။နိုင်ငံရေးအခြားတစ်ဖက်ဝတ္ထုအပိုင်း၁၁ပဲဖြစ်ပါတယ်ရှင်။နောက်ပတ်ဒီမှာလည်းအပိုင်း၁၁ကိုဆက်လက်ပြီးတော့ဖျက်ပြပေးသွားမှာမို့လို့ဒုညာပြည်သူများအားလုံးပဲစောင့်မျှော်နှာစင်ပေးကြပါအောင်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ခင်းတစ်ရက်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။